ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လုပ်မဲ့ reading ကတော့ဟိုရင်ကလို့ကျွန်တော် cut 1 cut 2 cut 3တွေဆွဲတာမျိုးမဟုတ်ပဲねကျွန်တော်အနေနဲ့ random reading ပေါ့နော် cut တွေကိုကျွန်တော် shuffle လုပ်မယ်အဲ့ဒီ shuffle လုပ်ပြီးရတဲ့ကြလာတဲ့ cut တွေပေါ်မှာမူတည်ပြီးတော့လေးဆွေတို့ကို reading လုပ်ပြီးတော့မှဖြစ်ပါတယ်။ဒီအားဖြင့်တော့ random reading လို့ခေါ်ပါတယ်။ဟုတ်ပြီကျွန်တော် cut တွေကို shuffle လုပ်ပြီးပြီဆိုရင်တော့ เนาะซะပြီးတော့ကျွန်တော်ရဲ့ဘယ်ဘက်လက်နဲ့ချိုးလိုက်တယ်ပေါ့เนาะချိုးလိုက်မယ်ဒီကတ်ကလေးကြာပါတယ်အဲ့တော့ဒီကတ်ကလေးရဲ့အဓိပ္ပာယ်ကိုပြောရမယ်ဆိုရင်တော့လက်ရှိမှာပြဿနာတွေအခက်ခဲတွေပေါ့เนาะကြုံတွေ့နေရတဲ့အရာတွေကိုစတင်ပြီးတော့ကြော်လွားနိုင်တော့မယ်တိုးတက်မဲ့လမ်းကြောင်းတစ်ခုလဲစပြီးတော့ပေါ်ပေါက်လာပြီဆိုပြီးတော့ဒီကက်ကက်ဒေဗယ်ကနေ ဖော်ပြနေပါတယ်။ဒါကတော့ကျွန်တော်ပထမဆုံးတကက်ဆွဲကြည့်လိုက်တာပေါ့။ဟုတ်ပြီကျွန်တော်နောက်ထပ်တကက်ထပ်ဆွဲပါမယ်။နောက်ထပ်တကက်ကတော့ဒီကက်အုပ်စုကြပါတယ်။အဲ့တော့ဒီကက်နေနဲ့ပြောရမယ်ဆိုရင်လက်ရှိကြုံတွေ့နေရတဲ့အခြေအနေမျိုးမှာစိုးရင်တော့ကလေပူပန်မှုမျိုးတွေကိုအတက်နိုင်ဆုံး short ချထားပါဆိုပြီးတော့ တော့အနေနဲ့အကြံပေးခြင်း ਨੇ ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့ကအောင်မြင်မှုတွေတိုးတက်မှုတွေကတော့ဆလာနေပြီအဲ့ဒီမှာကျွန်တော်တို့ပြင်ဆင်ဖို့လိုတာကတော့စိုးရိမ်ကြောင်းကြစိတ်ပေါ့နော်တနည်းအားဖြင့်ဖြစ်မှာဖြစ်ပါမလားဟုတ်မှာဟုတ်ပါမလားဆိုရက်စိုးရိမ်ကြောင်းကြစိတ်ကိုတော့ကျွန်တော်တို့ရှင်းချထားဖို့လိုပါတယ်ဟုတ်ပြီကျွန်တော်နောက်ထပ်တစ်ကပ်ထပ်ဆွဲကြည့်မယ်နောက်ထပ်တစ်ကပ်ကတော့ ီကတ်ကလေးကြားပါတယ်အဲ့တော့ဒီကတ်အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့တွေကပြဿနာတွေအခက်အခဲတွေကိုလွန်မြောက်ပြီးခဲ့ပြီအဲ့ဒီပြဿနာတွေအခက်အခဲတွေရဲ့ဖြစ်ခဲ့တဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ now အဲ့လိုပြဿနာအခက်အခဲမျိုးတွေမဖြစ်အောင်ဘယ်လိုမျိုးတွေကြော်လွားရမလဲဘယ်လိုမျိုးတွေရှောင်ရှားရမလဲဆိုတာကိုရှေ့မှာဖြစ်ခဲ့တဲ့ပြဿနာအခက်အခဲတွေကိုအတူယူပြီးတော့ နောင်လာမယ့်အနာဂတ်မှာဆက်ပြီးတော့မဖြစ်အောင်သုံးတန်ရင်နဲ့အောင်မြင်မှုလမ်းကြောင်းခုကိုကြောက်ရှိလာလိုက်မယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့ကအကျံပေးခြင်းပါတယ်ဒါကတော့ကျွန်တော်ခက်1 2 3ရွေးချယ်ပဲနဲ့ကျွန်တော်ဆွဲတဲ့ကတ်ဒီပေါ်မှာကြတဲ့အတိုင်းပဲအခုဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့ကိုဗီဒီယိုလုပ်ပေးထားတာဒီမှာဖြစ်ပါတယ်အားလုံးပဲအစီအမံလို့မျှော်လင့်နေအားလုံးကိုကျေးဇူးတင်ပါတယ်